ားပါရှင်ဆရာမဒီနဲ့ဆက်ပြီးရှင်းပြပေးမှာကနံပါတ်1နဲ့3ပဲဖြစ်ပါတယ်နံပါတ်1ကကြတော့အခြေအနား30စင်တီမီတာအမြင့်က90စင်တီမီတာရှိသောနနားညီတတိကံတစ်ခုရည်ဆွဲပါ၎င်းတတိကံဤဧရိယာများကိုရှာပါဆိုတော့ဆရာမတို့ကအခြေအနားက30စင်တီမီတာအမြင့်က90စင်တီမီတာရှိတယ်နနားညီတတိကံတစ်ခုကိုရည်ဆွဲပေးရမယ် ဟုတ်ပြီနော်အဲ့ဒါပြီးမှအဲ့ဒီ3 gain ရဲ့ area ကိုရှာမယ်ဆိုတော့ပထမအဆုံးဆရာမတို့ကစပြီးတော့မှဆွဲလိုက်မယ်အခြေအနာဒီ10 cm ဆိုတော့ဒီမှာဆရာမကအခြေအနာကို10 cm ဆွဲထားပြီးပြီ10 cm ရဲ့အလယ်တက်တဲ့5 cm ဒီဘက်5 cm ဒီဘက်5စင်တီမီတာအလဲတက်တဲကနေသူကဘလောက်စင်တီမီတာပြောထားတာလဲဆိုတော့9စင်တီမီတာပြောထားတာမို့လို့ဆရာမတို့က9စင်တီမီတာကိုအလဲကအမြင့်မြင့်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအမြင့်မြင့်7စင်တီမီတာကိုဆွဲပေးရရမယ်နော်အဲ့ခါကျတော့ဆရာမကဒီမှာတိုင်းလိုက်မယ်7စင်တီမီတာကိုဒီလိုလေးအာဒီမတ်မတ်ကလေးပေါ့နော်တောက်မတ်ကြတိုင်းလိုက်ပြီးလို့ရှိရင်သူ့ကိုဆွဲချလိုက်မယ်ကလေးတော့တက်အောင်လေတခြားလေးတတိထားပြီးမှဆွဲရမယ် ဆိုဆရာမဒီလိုလေးဆွဲလိုက်မယ်။ဒါ7 cm ကိုကိုက်သွားပြီဆိုလို့ရှိရင်ဒီကထိတ်ကအမှတ်နဲ့ဒီကအမှတ်ကလေးတွေနဲ့သူ့ကိုဆက်လိုက်လို့ရှိရင်ဆရာမတို့လိုချင်တဲ့အာဒီ trig ံပုံကိုရသွားရော။ဟုတ်လား။အဲ့ဒါဆိုတော့ဆရာမတို့ဒီလိုမျိုးလေးဆက်လိုက်မယ်။ကဲတော့သူကပုံဆွဲပါဆိုဆရာမတို့ပုံဆွဲလို့ပြီးသွားပြီအမြင့်ကကြတော့ဘယ်လောက်လဲဆိုတော့7 cm ရှိတာ အမြင့်က7 cm အခြေကကျတော့30 cm ရှိတယ်ဆရာမတို့အလဲတဲတဲကနေပြီးတော့5 cm 5 cm ရဲ့အလဲအကိုက်ဒီဘက်ကဒီဘက်5 cm ထားပြီးတော့မှ3ကန်လေးတစ်ခုရအောင်ဆွဲလိုက်တယ်ဆိုတော့ဆရာမတို့ဒီ3ကန်ကို ABC လို့ပေးလိုက်လို့ရှိရင်3ကန် ABC area ဆိုပြီးတော့ရှာလို့ရသွားပြီဟုတ်ပြီနော်အဲ့ဒါကြောင့်မလို့3ကန် ABC E area ညီမချင်းဆိုတော့3ကန်ရဲ့ area ရှာတဲ့ပုံတင်နည်းကိုသုံးမယ်နှစ်ပိုင်းတစ်ပိုင်း အမြောက်အခြေအမြောက်အမြင့်ဆိုပြီးတော့လာမယ်။ဟုတ်ပြီနော်အဲ့တော့အခြေရတည်တယ်။ဒါကနှစ်ပိုင်းတစ်ပိုင်းအခြေက10စင်တီမီတာအမြင့်က9စင်တီမီတာဆိုတော့ဒီနှစ်ခုကိုမြောက်ပြီးမှမှရှင်းရင်လည်းရှင်းမရှင်းရင်လည်းနှစ်တလီနှစ်ငါးလီ10ဆိုပြီးတော့9လီ35 35စင်တီမီတာ square 35စင်တီမီတာ square ဆိုမှရေးမယ်အဲ့တော့အောက်မှာအဖြေရင်းရင်ကတော့ဗာလဲဒါကြောင့်မလို့3 gain ABCE area ဒီ 35 cm2 ရှိတယ်။ရပြီလား။နောက်နံပါတ်ခကွေကကြတော့အခြေအနား7 cm ပေးထားတယ်။အမြင့်က10 cm ပေးထားတယ်။အဲ့ဒီနနာညီသတိကံတစ်ခုရေးဆွဲပြီးတော့မှသူရဲ့ area ကိုရှာပေးရမယ်။ခုနကကာချီနဲ့တူတူပဲ။ဆိုတော့ဆရာမတို့အခြေအနား7 cm ကိုဆွဲလိုက်မယ်။ သူကတော့ပုံကတော့နည်းနည်းလေးမြင့်မယ်ပေါ့နော်အခြေအနား7 cm ဆိုတော့ဆရာမတို့7 cm ကိုဆွဲလိုက်ပြီးတော့မှဒီဘက်3.5 cm ဒီဘက်3.5 cm နဲ့အလဲမှာအမှတ်ကလေးတစ်ခုရှုထားလိုက်ဟုတ်ပြီနော်အဲ့ဒီခါကျတော့ဆရာမတို့ဒီအာဒီ3 gain ရဲ့အမြင့်မြင့်ကိုဆွဲလိုက်မယ်3.5ရဲ့အလဲဒီဘက်3.5ဒီဘက်3.5 9cm ရဲ့အလဲတက်တယ်မှာတွားပြီးတော့မှဒါ 10cm အမြင့်မြင့်ကိုဆွဲလိုက်မယ်ဆွဲလိုက်ပြီးလို့ရှိရင်ဒါလေးကိုဆက်လိုက်မယ် ညပဲเนาะဒီကထိတ်နေဒီထိတ်နေဆက်လိုက်မယ်ဒီဘက်ထိတ်နေဒီဘက်ထိတ်နေဆက်လိုက်မယ်ကဲဒီလိုဆိုလို့ရှိရင်ကိုဆွဲချင်တဲ့ trig gain လေးရသွားပြီသူ့ကို abc လို့ပေးလိုက်လို့ရတယ်အဲ့တော့ဆရာမတို့ကဒီမှာ d လို့ထည့်ချင်လည်းရတယ်เนาะဒေဆေမခုနပုံမှာမထည့်လိုက်ရအောင်ကလေးတို့အနေနဲ့ထည့်ခြင်းနဲ့ဆိုရင်ထည့်ဒါဆိုလို့ရှိရင် trig gain abce area ကိုရှာခြင်းလေဆိုတော့ area ရှာတဲ့ပုံတင်နီးနှစ်ပိုင်းနှစ်ပိုင်းအမြောက်အခြေအမြောက်အမြင့် အဲ့တော့ဆ ्याम ကဒီမှာတခါတဲ့အခြေက7 cm ဆိုမှအစားထုတ်လိုက်တာအခြေက BC ဆိုတော့ကလေးတို့အနေနဲ့1.2 multiply by BC multiply မှာအမြင့်က AD ထားထားတာဆိုတော့ AD ဆိုမှတစ်ချက်ထည့်ရေးလို့ရတယ်ဟုတ်ပြီလားဒါခုနကပုံမှာဆ ्याम တစ်ချက်ပြောဖို့မိသွားတယ်ဆိုတော့ဒီမှာဒီလိုလေးလေးထည့်လို့ရသေးတယ်ဆိုတော့အကြောင်းနဲ့တည်ထားဖို့လိုတယ်ဟုတ်ပြီနော်1.2 multiply by BC ဘယ်လောက်လဲဆိုတော့အခြေက7 cm အမြင့် AD ဘယ်လောက်လဲဆိုတော့10 cm ဆိုတော့ဒီမှာတူးကစားတာဖြစ်တဲ့အတွက်ကြောင့်မလို့ရှင်းလို့ရတာအရင်ရှင်းလိုက်မယ်။ဟုတ်ပြီနော်။ဒီလိုရှင်းလိုက်တဲ့အခါကျတော့9535 35 cm2 ဒါကြောင့်အဲ့တော့အဖြေလိုက်မယ်3 gain ABCE area ညီမြချင်း35 cm2 ဆိုပြရသွားရဟုတ်လားနော်။ နောက်တစ်ခုကနံပါတ်3နံပါတ်3ကကြတော့သူကပေးထားတဲ့အတိုင်းအတာများရှိတော့တတိကံဤဧရိယာကိုရှာပါဆိုတော့ဆရာမတို့ကသူကအာဒီအခြေအနာပေးတယ်အမြင့်ပေးတယ်ဧရိယာကိုကဒီမှာရှာပေးရမယ်အကျန်းထဲမှာတွက်ပြီးတော့ဒီမှာဖြည့်လို့ရတယ်ဟုတ်ပြီနော်အဲ့တော့ဆရာမတို့တွက်နည်းကိုအဲဒီအကျန်းထဲမှာတွက်ပြပေးမယ်ကလေးတို့ကတော့ဒီ အဲဒီဇာကွက်ထဲမှာပဲဖြေလိုက်ပေါ့နော်အဲ့ခါကျတော့သူကအခြေပေးထားတယ်အခြေက78အမြင့်က8ဆိုတော့ဆရာမတို့ရဲ့တတိကံရဲ့ဧရိယာရှာတဲ့ပုံသေးနည်းအကျန်းသက်မှာဆိုတော့ဆရာမအပြည့်စုံမရေးတော့ဘူးနှစ်ပိုင်းတစ်ပိုင်းအမြောက်အခြေအမြောက်အမြင့်ဟုတ်ပြီနော်အဲ့တော့တတိကံတစ်ခုကြီးအခြေအနာပါ냐ဆိုပြီးတော့ပေးထားချက်တွေမရေးတော့ဘူးတခါလေသွားတော့မယ် ဟုတ်ပြီနော်အဲ့တော့ဆိုတော့ရှင်းပါတယ်1 by 2အခြေဘလောက်လဲဆိုတော့18 cm ပေးထားတယ်အမြင့်ဘလောက်လဲ8 cm ဆိုပြီးတော့ပေးထားတယ်ဆိုတော့ဆရာမတို့ရှင်းလို့ရတာရှင်းလိုက်မယ်2 9 18ဟုတ်လား9 8 4 90ဆိုတော့72 cm square နောက်တစ်ခုကအခြေက7မီတာ အမြင့်က10မီတာဆိုတော့သူ့ကိုစကားတယ်ဆရာမတို့ကအခြေအမြောက်အမြင့်အစားထိုးလိုက်တော့အခြေဒီ7အမြင့်က10တော့မီတာတွေနဲ့ဆိုဒါလေးတတိထားရမယ်နော် unit တွေကိုတစ်ခါတည်းထည့်ပြီးတော့ရှိမဟုတ်လို့ရှိရင်ကိုက centimeter စိတ်ထဲဆွဲနေရင် centimeter square ဆိုပြီးမှသွားရေးလိုက်လို့ရှိရင်ကိုတွက်ထားတာက၎င်းနေရင်မှာသွားလိမ့်မယ်ဆိုတော့1.2ဒီမှာရှင်းလို့ရတာက1.5လေး10ဆိုတော့7.5လေးက90နဲ့9 အဲ့ဆိုဆရာမတို့ဒီမှာတခါတယ်ရေးလိုက်မယ်55 meter square ဟောပြီနော်နောက်တစ်ခုကကြတော့9 feet နဲ့12 feet ဆိုပြီးမှပေးထားတယ်ဆိုတော့ဆရာမတို့ကအခြေအမြအမြတခါတယ်အစားထိုးလိုက်မယ်1 2အမြနော်1 2 multiply by 9 feet အခြေပြီးတော့မှအမြင်က12 feet ဆိုတော့ရှင်းလို့ရတာ2တက်လေး2 6လေးဆက်နဲ့6 6ရဲ့6ရဲ့မြောက်မယ် 64 feet square ရပြီနော်နောက်တစ်ခုအခြေဒီ4.6 cm အမြင့်က1.2 cm တခါတည်းအစားထိုးလိုက်မယ်1.2 multiply by အခြေ4.6 cm multiply by အမြင့်1.2 cm ကဲသူ့ကိုဆရာမတို့ကအရှင်းဆုံးပုံစံပြောင်းမယ်1.4 2.4လေးတသက်မှာ2.3လေး6 ရပြီနော်နေ့တသမ3ရက်တတသမ2ရက်တကယ်လို့ကလေးတို့ကဒီမှာ6ဆိုပြီးတော့ရှင်းလိုက်လို့ရတယ်3ရက်တသမ6ဆိုပြီးတော့တိုက်တဲ့နီးနဲ့သွားဟုတ်ပြီနော်အဲ့တော့နေ့တသမ3နဲ့တတသမ2နဲ့မြှောက်ပေးရမယ်သူ့အကြမ်းထဲမှာမြှောက်လိုက်နှစ်တက်မှာ3တက်တက်မှာ2နှစ်3 4 6နှစ်နဲ့4 4တက်3 4 3တက်နဲ့4 2ဆိုတော့6 4ရဲ့3ရဲ့က9ဒါက2ဆိုနှစ်တက်မှာ9 6နှစ်တက်မှာ9 6ဆိုပြီးတော့စင်တီမီတာ square ရာ ။ဒါပြီးနော်။ကဲဒါဆိုလို့ရှိရင်ဒီရထားတဲ့အဖြေလေးကိုဒီအကွက်ထဲမှာဖြည့်လိုက်ရုံပဲ။အကြမ်းထဲမှာတွေ့ကြည့်ပါနော်။နောက်တစ်ခုဆက်ကြည့်အောင်ပုံတရမမှန်သောမြင်းခွေးမြင်းကောက်တို့ဖြင့်ပုံရဲ့ area ကိုရှာမယ်ဆိုတော့ဒီမှာဒီပုံရဲ့ area ကိုရှာမယ်ဘယ်လိုရှာမလဲအဲ့တော့သူ့ကိုအာဒီဒီပုံရဲ့စတူရန်ကွက်စတူရန်ကွက်လေးတွေရဲ့အခုညီနေပေါ့နော်ဆရာမတို့ကအာဒီ ဒီပုံကိုဒီစတူရန်ကွက်ကလေးတွေလုပ်ပြီးတော့မှအဲ့ဒီမှာသွားပြီးတော့ထပ်ထားလိုက်မယ်ဒါဆိုရင်သူရဲ့စတူရန်ကွက်ဘယ်လောက်ရှိတယ်လဲပေါ့နော်ဒီပုံဒီစတူရန်ကွက်ဘယ်လောက်ထဲမှာအဝင်အဝင်ခွင့်ကြဖြစ်တယ်လဲဆိုတော့အချက်ပေါ်မှာမို့ဒီမှာဆမ်မရောကဒီစတူရန်အကွက်တွေကိုရေတွက်ပြီးတော့မှ အာဒီသူ့ရဲ့ area ကို ရှာမှာဟုတ်ပြီနော်အဲ့တော့ဒီမှာဆံမဒီဘဘက်ကိုတခါတည်းပဲပုံဝင်ရှင်းပြတော့မယ်ဆံမျက်နှာ90ကသူ့ကိုကြတော့ဆံမတို့ကအတိအကျအတွက်ယူလို့မရဘူးသူ့ကိုကြတော့ခက်မှန်းလောက်ပဲအနည်းဆုံးခက်မှန်းပြီးတော့မှပဲယူလို့ရမယ်ဟုတ်ပြီနော် ဆိုတော့ဒီမှာပေးထားတဲ့ပုံမှာခဲဖြက်ချဲမုံချဲမုံထားတဲ့အပိုင်းရဲ့အေဒီယာအတွက်အနည်းဆုံးတန်ဖိုးရှာပါဆိုတော့သူကဒီစတူရန်ကွက်တကွက်ဒီ1စတူရန်စင်တီမီတာရှိတယ်ဒါဒီ1စင်တီမီတာ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 ဆိုတော့သူ့ရဲ့အေဒီယာဒီ1စင်တီမီတာစကွဲပေါ့နော်1စတူရန်စင်တီမီတာရှိအဲ့တော့စတူရန်ကွက်အပြည့်အရေအတွက်က10ခွက်ရှိတယ်ဆယ်ခွက်ရည်ကြည့်အောင်ဒီမှာ तू ကအပြည့်ဘယ်နှစ်ခွက်ရှိလဲဆို10ခွက်2ခွက် sorry 3ခွက်4ခွက်5ခွက်6ခွက်9ခွက် ရှစ်ကွက်ကိုးကွက်ဆယ်ကွက်အပြည့်ကဆယ်ကွက်ရှိတယ်စုရန်ကွက်တဝက်တော့မဟုတ်တဝက်ထက်ပိုတော့အရေးတွက်ကငါကွက်တဝက်တော့မဟုတ်တဝက်ထက်ပိုတယ်ဒါဒီတဝက်ထက်ပိုတယ်တဝက်ထက်ပိုတယ်နှစ်ကွက်နှစ်ကွက်နော်ဒါဒီတဝက်လို့ပဲထားရအောင်သုံးကွက်ဒါဒီလေးကွက်ဒါဒီတဝက်တွေဖြစ်နေတာလေးကွက် ။တဝက်ထနေ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 တာရှိတယ်ဒီမှာတင်းနဲ့သုံးအဲ၄ပေါ့နော်။အဲ့ဒါဆိုလို့ရှိရင်သူ့ကိုအားလုံးပေါင်းလိုက်တဲ့အခါမှာဒီဘယ်လောက်လောက်ရှိလဲဆိုတော့15ကွက်လောက်ကိုဆရာမတော်ပေါင်းလိုက်လို့ရတယ်။ဒါတွေဒီနည်းနည်းလေးတွေမို့လို့သူ့ကိုတစ်ကွက်လို့ယူရင်လည်းယူလိုက်မယ်။ဒါတွေနဲ့ပေါင်းလိုက်ပြီးတော့ဒီ2ကွက်လို့ယူရင်လည်းယူလိုက်မယ်။အဲ့လိုမျိုးပေါ့နော်။အားလုံးပေါင်းလိုက်တဲ့အခါကျတော့15ကွက်ရှိတဲ့အတွက်ကြောင့်မလို့ဒီပုံရဲ့ area ဒီ15 to 10 cm ရှိတယ်။ ်ငါပြီတော့ဇာကတိတ်ပြီးတော့မခက်ခဲပါဘူးနောက်တစ်ခုကမိသည့်ပုံဤ area အဒီပို၍ကြီးတဲ့နီးတဲ့ဆိုတော့ဆံမပါဒီနပုံကိုရေးသွက်ကြည့်ရလိမ့်မယ်အဲ့တော့ဒီပထမ6ဒသမခွန်ရဲ့တစ်ကိုကြည့်လိုက်ဒီပထမပုံမှာဒီပုံမှာဆိုလို့ရှိရင်အကွက်အပြည့်ရှိတယ်ဟာသူ့ကိုလည်းဆံမပါအပြည့်လို့ယူစားလိုက်မယ်1 2 3 4 5 6 9ခုနှစ်ခွက်ကအပြည့်ရှိတယ်ဆိုတော့နည်းနည်းလေးအာ ဒီတဝက်ထက်များနေတဲ့ဟာဆိုရင်6 9 10 10ရှိသွားပြီအဲ10ခွဲရှိသွားပြီဆိုတော့ဆရာမတို့ဒီမှာနည်းနည်းလေးပို့နေတဲ့ဟာရှိတယ်ဒါဒီသူ့ရဲ့7ပေါ့နော်သူ့ကို7ဒါတွေပေါင်းလိုက်တော့7ဆိုပြီးတော့ဆရာမတို့ယူဆလိုက်လို့ရှိရင်သူ့ဒီ7 students centimeter လောက်ရှိမယ်ပေါ့ရပြီနော်7 students centimeter ဥမာဒါ centimeter တွေနဲ့တော့မရှိပါဘူးမပေးထားပါဘူး7ခွဲဆိုပြီးတော့ရှိလိမ့်မယ် ကဲဒါဆိုဒီဘက်ကိုရှိမယ်ဆရာမတော်ကအဲဆိုတော့အရင်ဆုံးအဖြစ်ရှိတဲ့ဟာလို့ရှိကြအောင်တိနေဒါဒီနည်းနည်းမပြေဘူးနော်3 4 5 6 9 8 9 9ဘက်ကအပြည့်ရှိတယ်ဆိုတော့ဒါဒီပြည့်လူနေပါရှိနေဆိုတော့10 10 10ပြီးတော့ဆရာမတော်ဘာရည်လို့ရအောင်မလဲဆိုတော့7အဲဒီဘက်က7ဒါ၄ကိုပေါင်းလိုက်မယ်73ဒီဘက်မှာဒါ၄ပေါင်းလိုက်မယ်74 75 ဒီဘက်ကဒါလေးနဲ့ဆို16 16ကွက်ဒါမှမဟုတ်18ကွက်လောက်ရှိတယ်။ခုနကဆရာမတို့ဒါရည်တာ12ကွက်လောက်ကိုရည်အာရှိတယ်ပေါ့နော်ဆရာမတို့ခန့်မှန်းကြည့်တာ။ဒီဘက်ကျတော့16ဒါမှမဟုတ်18ကွက်လောက်ရှိတယ်။ဆိုတော့ဘယ်ဟာကပိုကြီးတယ်လဲဆိုဒီအဝါလေးနဲ့ပြထားတယ်ဒီလက်ရာဘက်ကပုံကပိုကြီးတယ်။ဒုတိယပုံကပိုကြီးတယ်။ဒါလေးပဲဆရာမဒီမှာဘာမှတိတ်ပြီးရေးရမယ်လို့တော့ဆရာမအနေနဲ့တော့မယူစားအောင်စာတွေကိုဆရာမဒါမျိုးလေးတွေဆိုဒီတိုင်းပြောလိုက်တာပဲရှိတာဟုတ်လား။ ဆိုတော့စာရေးရမယ်ဆိုလို့ရှိရင်တော့ဒီကလက်ဝဲဖက်ပုံဤ area ဒီစုရန်ကွက်ပေါင်း12ကွက်နီးပါးရှိသည်เนาะဆင်မတစ်ခါလည်းပြောလိုက်မယ်လက်ဝဲဖက်ပုံဤလက်ဝဲဖက်ပုံဤ area ဒီဆိုပြီးတော့မှ area ဒီဆိုပြီးတော့ဘယ်နှကွက်ရှိလဲဆိုစုရန်ကွက်ပေါင်း12ကွက်နီးပါး12ကွက်အတိကျလည်းမရှိတော့17ကျော်လောက်ရှိမယ်17လောက်ရှိရှိမယ်12ကွက်နီးပါးရှိသည်ဒီကကြတော့လက်ဝဲဖက် လက်ရဖက်ပုံဤဧရိယာသည်စတုယံကွက်ပေါင်း18ကွက်ရှိသည်ဒါကြောင့်ဘယ်ဘာပူကြီးရလဲဆိုတော့လက်ရဖက်ပုံဤဧရိယာသည်ပို၍ကြီးပါသည်ပေါ့ရပြီနော်နောက်တစ်ခုဒါကြတော့ဆံရရှိရတာလွယ်တယ်1 2 3 4 5 6 9 10ဆိုတော့သူသည်တက်ဆက်စတုယံကွက်ရှိတယ်စုရန်ကွက်ပေါင်း30ကွက်ရှိတယ်။ဒီမှာကြတော့ဆရာတို့အပြည့်ရှိတဲ့ဟာတွေအရင်ကြီးကြောင်း1 2 3 4၄ခုပဲအပြည့်ရှိတာ။ဆိုတော့ပြည့်လူနေပါရှိတဲ့ဟာကြီးလိုက်မယ်၅6 ခုနှစ်ရှစ်ရှစ်ဆိုတော့ဒါလေးကိုပေါင်းလိုက်မယ်9တက်10တက်10 17ကွက်လောက်ပေါ့နော်ဒါတကယ်တော့17ကွက်လည်းမရှိပါဘူးသူက9ကွက်အာဒီ9ကွက်လောက်ပဲရှိအောင်ရှိလေဆမတို့ပေါင်းလိုက်တဲ့အချိန်မှာ1 2 3 4 5 6 9 8ဒါတွေကိုဒါတွေကိုတက်ဆယ်ဆိုတက်ဆယ်နီးပါးပဲရှိမယ်ကိုးကွက်နဲ့တဆယ်ကွက်ချားမှာပဲရှိမယ်သူက10ကွက်မပြေဘူးဟုတ်ပြီနော်ဒါဆိုလို့ရှိရင်သူ့ကိုးကွက်လို့သတ်မှတ်လိုက်လို့ရှိရင်ဒေါမန်စတူဂန်ရဲ့ဧရိယာဒါကကျတော့ဒေါမန်စတူဂန်ဆိုတော့ တောက်မန်စတုဂတ်အေရီယာဘယ်နှကွက်ရှိရလဲ30စုရန်ကွက်ပေါင်းစတုရန်ကွက်ပေါင်း30ကွက်30ကွက်ဒီဘက်ကဆက်ဝိုင်းအေရီယာကြတော့ဆက်ဝိုင်းအေရီယာစတုရန်ကွက်ပေါင်း9ကွက် ကိုးကွက်ရှိတယ်။ဒါဆိုလို့ရှင်ဘာပို့ကြည့်ရလဲ။ဒေါမန်စတူဂန်ရဲ့ area ကပို့ကြည့်ပါသည်ပေါ့ဒါလေးပဲရေးရမှာ။ဒေါမန်စတူဂန်ဤ area ကပို့ကြည့်ပါသည်။ရပြီနော်အဲဘာမှလည်းမခက်ခဲပါဘူးဒါလေးတွေကလွယ်လွယ်လေးတွေပါနော်ဆိုတော့ဒီနေ့သွားတဲ့ summary သွားလိုက်တဲ့ဒီ ရှေးကလစ်ချင်ခံကိုရတမနှစ်ရဲ့တတိကံပုံဆွဲတာနဲ့တတိကံဧရိယာရှာတဲ့ပုံစံတွေရဲ့ D က9.3ရဲ့ဒီပုတ်တွေရပါတော့ဘာမှလည်းခက်ခဲတာတော့မရှိဘူးဆိုတော့ဆရာမတို့ခံကိုပြီးသွားပြီနောက်ဆရာမအချိန်ရတဲ့ဆိုတဲ့ခါကျမှပဲအခန်း30ကိုဆက်ပြီးရှင်းပြပေးမှာဖြစ်ပါတယ်မသိတာမရှင်းတာရှင်းလည်းမေးလို့ရပါတယ်ခုလိုအဆုံးထိနောက်ထောင်ပေးတဲ့အတွက်ကျေးဇူးများရည်တင်ပါတယ်ရှင်